ဒီစကားကိုကျမဘယ်လိုပြောပြရမလဲဆိုတော့လေကျမကလေတကယ်တော့လေကျမပြောပြတယ်ဆိုတာကျော်ဘဟုတုတအနေနဲ့ပြောပြနောက်ပြီးအိမ်ထောင်ကြီးတာယာဖို့ဘောနောနောက်ပြီးဘယ်လိုပြောရမလဲလူပြိုလေးလေးတွက်လဲဘောနောဘယ်လိုပြောရမလဲအခုခေတ်ကအပြိုမလူပြိုဆိုလဲအဲ့လိုဟိုတယ်တွားမှာရှောက်လို့အဲ့လိုမျိုးကွာနောက်ဆုံးကြောက်ကလေးရအဲ့လိုမျိုးကလေးမွေးလမ်းပေးပြဲမိပါမယ်အဲ့ဒါအဲ့အတားလေးမဖြစ်စေချင်လို့ကျမအများဆိုးကဘယ်လိုပြောရမလဲအဲ့လိုမျိုးလုံးမဲ့စာကွန်ထုံးတုံးပါညာရဲ့ဒီကနေပြောပြအဲ့လိုမျိုးပေါ့ ြောချင်တာအဲ့လိုမျိုးပြောပြဖြစ်တယ်နော်။ဘဟုတုတအနေနဲ့ပြောပြနေတာဖြစ်တယ်။အခုဒီကိစ္စကိုပြောရမယ်ဆိုဒါကကြတော့လေလင်များနဲ့တိုက်ဆိုင်နေတယ်ဘောနော်ပြောမစို့။မိန်းကလေးကဘာကြောင့်ဘာကိုချက်ကလေးဆိုတာတော့အမျိုးသားအနေနဲ့တိထားတက်နေတယ်လို့ကျွန်မပြောပြမယ်နော်။တကယ်တော့လေအမျိုးသမီးဆိုတာကြတာကိုကြိုက်ပါတယ်။မကြိုက်တာမဟုတ်ပါဘူး။ဒါပေမဲ့ကြတာကိုမကြိုက်ဘူးဆိုတော့အမျိုးသမီးကအမှန်တိုင်းပြောရင်ယောက်ျားလေးလေးအောက်တော့မကြလို့ပါနော်။ကိုယ့်ရဲ့မိန်းမကတချို့လေဆိုလင်သားစိတ်တော့ကုန်သွားလေ။အဲ့ဒါကြတော့တကယ်တော့ယောက်ျားနဲ့ဆိုင်သွား။ ဘာလို့လဲဆိုတော့တို့ကဘယ်လိုပြောရမလဲဒီရအောင်တို့ကမခံစားဘူးဘူးပြီးအောင်လဲမိမတရားကပြီးအောင်လဲမလုတ်ပေးတတ်ဘူးပြီးတဲ့ခံစားချက်လဲယောက်ျားမိန်းကလေးမှမရှိဘူးဘူးဆိုတော့တို့ကမသိတဲ့အချိန်ကျတော့ဒီလင်ယူသားစရာကုန်သွားဒီယောက်ျားလာအိမ်မှာကြောက်နေတာအဲ့လိုမျိုးဖြစ်သွားတကယ်တော့အဲ့လိုမဟုတ်ပါဘူးမိမတယောက်ဆိုတာတကယ်တော့လေအော်တချို့လေကပြောဦးမေးတိလားအင်းနေပဲကြိုက်ကြိုက်မှာငါတို့ကမကြိုက်ဘူးမိန်းကလေးကလို့ပြောဒါပေမဲ့အဲ့ဒီမိန်းကလေးကကျတော့တကယ်တကယ် ယောက်ျားဘလို့ကိုယောက်ျားကိုကောင်းကောင်းပြုစုတာကိုမခံဘူးလို့အဲ့လိုပြောရခြင်းဖြစ်တယ်။တကယ်တော့လေနဲ့မရဆိုတာကဖြစ်လာပြီဆိုကြဲလေ။တယောက်အပေါ်တယောက်ချစ်ချင်းနနာလေးနဲ့ဆက်ဆံတတ်ဖို့လိုတယ်။ဒီကိစ္စမှာရောပဲ။တချို့ယောက်ျားလေးလည်းအခုနအရှိမပြောတော့တာအင်းအင်းကွက်ကွက်လုပ်ဖို့မဟုတ်ဘူးတကယ်တော့ပြောမယ်ဒီကိစ္စကပဲအရေးကြီးညာလားကျန်တဲ့ကိစ္စအရေးမကြီးလားမဟုတ်ပါဘူးကျန်တဲ့ကိစ္စလည်းအရေးကြီးတယ်ဒီကိစ္စလည်းအရေးကြီးတဲ့ခန်းကဏ္ဍမှာပါတယ် ကျမဒီရဲ့ဟာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတကယ်တော့မိန်းကလေးတစ်ယောက်ကိုအရင်ဆုံးစိတ်ချိန်နှံ့မှုဖြစ်အောင်လုပ်ပေးရင်အရင်ဆုံးသူ့ကိုပြီးအောင်လုပ်ပေးခဲ့ရင်ယောက်ျားလေးအရာလုပ်ပြီးဆိုရင် तू ကလေဘလောက်ကြကြ तू ခံနိုင်ပါလဲဘာလို့လဲဆိုတော့သူ့ရဲ့မိန်းမကိုမှာတဘာဝထွက်တဲ့အရေကရှိနေပြီးမို့တဲ့အတွက် तू လည်းနေရမခတ်ဘူး तू လည်းနေရကောင်းပါတယ်ဒီလိုမဟုတ်ပဲနဲ့မိန်ကလေးလဲပြီးတာလဲမရှိဘူးအောက်က ုံမုံတက်ကလည်းအလောက်မရှိဘဲနဲ့ယောက်ျားလေးကတစုထိုးဆန်ပြီးမှအသိရထိုးနေပြီးမှအကြိုက်လုံးတက်မှာတော့မိမိန်းကလေးလေးကမကြိုက်ဘူးနော်။ဘယ်မိမမှလည်းမကြိုက်ဘူးရှင်။ဒါကအိမ်ထောင်ကြီးမှာနားလေတက်ဖို့လိုတယ်။ကိုကြီးပဲတာယာဖို့မဟုတ်ဘူး။ယောက်ျားလေးဆိုတာအင်းအင်းကွက်ကွက်လုပ်လိုက်ရင်လေသူဟာပြီးသွားမှာပဲ။တာယာသွားမှာပဲ။ဒါပေမဲ့မိမကအဲ့လိုမဟုတ်ဘူး။မိမကိုကြတော့လေတပောင်းကအစီလုံးဝမထွက်နိုင်တာမဟုတ်ဘူးနော်။သူ့ကိုစိတ်ချနှံ့အောင်တေချာပြုစုပေးတတ်တယ်ဆိုရင် သူ့တဘာဝအစီရသူ့စိတ်အလိုအလျောက်ထွက်လာနေတာဖြစ်တယ်။အကြောင်းချောစီတုံးတာနဲ့သူ့တဘာဝဟာနဲ့မတူဘူးနော်။ဒါကိုတိတာဖို့လိုပါတယ်။